ဇလန်လီရဲ့အဆမှာတော့ကြီးမားတဲ့စစ်ပွဲအတွင်းတယောက်နဲ့တယောက်ကသူတေကိုတေတိုက်ကြပါရင်တရုတ်နိုင်ငံချင်းမင်းဆက်ထင်းနန်းစိုးဆန်စင်ကာလာမှာပါဂျိုဆုံးစင်ရဲ့တာတသိန်းကျော်ခန်းကဖမ်းဆီးခံခဲ့ရပါရင်ဖမ်းခံရသူအားလုံးကဂျုံဖြင့်ရောင်းစားခံခဲ့ရတယ်ဂျုံများစုကတော့တရုတ်တဲ့ခန်းဆဲအဖြစ်အသုံးပြုကြတယ်အချိန်ဒီမှာတော့တိုက်ပွဲအတွင်းမှာလူ၃ယောက်ကတော့တင်ဟန်ဆောင်မှုဆုံးဖြတ်လိုက်ကြတယ်သူတို့ကတော့ဖေမြင့်မောင်စိုးနဲ့ညီညီဖြစ်တယ်စစ်ပွဲမှာမသေးပဲအသက်ဘေးကလွတ်သွားကြတယ်နေနေငယ်ကြတော့၃ယောက်ပေါင်းလောင်းကျော်ကြတယ်ဖေမြင့်ရဲ့အကြမ်းချင်းတော်လောက်ကတော့လိန်စားတာပါဘင်းရဲ့ဘန္နာတိုင်းထီတောင်ဖောက်ပြီးတော့လိန်မာရင်ဖေမြင့်ကလည်းတော့လေကိုခိုးဝင် မီရွှေတုံးတွေခိုးတယ်မဲမဆိုးရောင်ဆောင်လိုက်မူးမဲရောင်ဆောင်လိုက်ရှင်မင်းပုံစံလုံးလိုက်တဲ့ဖန်းစီသူတွေကိုမျက်စိနဲ့အောင်လုပ်ပြီးထွက်ပြေးတယ်မောင်တို့ကတကားဝါကနေမူးမဲခေါင်းဆောင်ရောင်ဆောင်ပြီးဖေးမြင့်ကိုဖမ်းလိုက်ပါတယ်အကြောင်းအမှန်ကိုတည်သွားကြတဲ့မူးမဲတွေကအပြေးလိုက်ကြပေမဲ့လွတ်သွားတယ်မဲလော်တရားရုံးကပုံစံမျိုးမျိုးပြောင်းပြီးလေနေတဲ့သူတို့နှစ်ယောက်ရဲ့လင်းစင်တွေကိုပြောပြတယ်မူသားသခင်ဆိုပြီးနာမည်ကြီးနေတယ်ဒီဘက်မှာလည်းမောင်ဆိုးနဲ့နက်ကတော်လေးမဲသိန်းတို့ကလည်းနှစ်ယောက်ပေါင်းလင်းနေကြတယ်သူတို့ရလာတဲ့မွေတွေကိုနေရုပ်တီထဲမှာစုဆောင်ထားကြတယ်ဖေးမြင့်ကမွေရလာတိုင်းစောင့်ကြမယ်မှာပြောပါတယ်ဖေးမြင့်ကဥဆောင်ပြီးနောက်ထပ်လင်းစင်တွေအတွက်အစီအစဉ်ဆွဲကြတယ် ်အဲ့ဒါကတော့ဆေးရကြီးကိုရောင်ဖောက်ဖို့ပါဖေမီကဆေးရကြီးကိုရောင်နဲ့ပတ်သက်တဲ့အရာအလုံးကိုစုံစမ်းထားပြီးညီညီနဲ့မောင်တုတ်ကိုသူ့လိမ်မဲ့အစီအစဉ်တွေကိုပြောပြတယ်အစီအစဉ်တိုင်းရုပ်ဖြတ်ပြီးတော့ဒစိမ့်ပုံစံရအောင်ယူကြတယ်ဖေမီကသူ့ရဲ့ချောမောလုံးနဲ့ရုပ်ရည်နဲ့ထမင်းချက်ကိုမြူဆွဲပြီးကုံတဲတွေစားမဲ့ဆံမြုပ်နဲ့ဝမ်းသွားစေးထည်တယ်ကုံတဲပုံစံဟန်ဆောင်ပြီးတစ်ဖက်လက်နဲ့ကုံတွေကိုတည်သွားတယ်ဖေမီရဲ့ဆေးကြောင့်ဝမ်းသွားနေကြတဲ့ကုံတွေလည်းဖိမှန်ကိုတီးသွားကြတယ်ကုံတဲဖွဲကညီညီကိုမိသွားကြတယ်တစ်ဖက်ကဘင်းဘန်နာခိုးသွားတဲ့ဖေမီတို့ကိုလိုက်ဖမ်းတယ်ဖေမီကဆေးရကြီးတင်ထားတဲ့လေကိုမီးရှို့ပြီးထွက်ပြေးတယ်ဈေးထဲမှာပြေးတဲ့သူကပြေးဖမ်းတဲ့သူကဖမ်းတဲ့ ဲ့ဩဝါတောင်းရင်ဖြစ်သွားတယ်။ကုံတဲ့အဖွဲကလည်းညီကြီးကိုရိုက်နှက်ပြီးဖေမင်းတို့ကိုဗမာလဲမေးတယ်။မီးလောင်သွားတဲ့ကုံတွေကိုကြည့်ပြီးခေါင်းဆောင်အောင်ကြီးကဒေါပွားနေတယ်။ဒါကိုတနင်္လာကွယ်ပြီးဖေမင်းကချောင်းနေတယ်။အောင်ကြီးကတယောက်ရဲ့လက်ပါစေတယောက်ဖြစ်ပြီးကျုံတွေကိုရောင်းစားတဲ့သူလည်းဖြစ်ပါတယ်။အဖမ်းခံထားတဲ့ညီကြီးကလည်းသူကဖေမင်းပါဆိုပြီးအပြစ်တွေဝန်ခံတယ်။အောင်ကြီးကလည်းဖေမင်းမဟုတ်ဘူးဆိုတာသိတယ်။ဒေါပွားနေတဲ့အောင်ကြီးကညီကြီးကိုတတ်လိုက်တယ်။ဖေမင်းနဲ့ပေါင်းတို့ကညီကြီးသေးတာကိုပိုဆေးစာနဲ့ကြည့်နေခဲ့ရတယ်။ဖေမင်းတယောက်ရှန်ကြီးတငင်ကိုကြွေတော့တယ်။အောင်ကြီးကိုနောက်နေ့ဆေးရည်ကြီးပို့ရအောင်ဆက်သပါမယ်လို့တယောက်ဘီရင်ကိုဂရီပေးတယ်။ပြီးတော့တောင်သူတွေရဲ့လယ်တွေကိုမတရားသ တင်ပြီးစိတ်ရကြေးဆိုင်ဖို့ပြင်ကြတယ်။ဒါကိုကြားတဲ့ဘင်းကဒေါသထွက်နေတယ်။သူ့ကိုပုံကန်တဲ့ဘင်းပြည်သူတွေကိုဒုက္ခပေးတဲ့အောင်ကြီးကိုဘင်းကဖမ်းကျင်နေတယ်။ဖေမင်းနဲ့မောင်တို့ကလည်းညီကြီးအတွက်လက်စားချေဖို့စားလို့ရှာတယ်။ဖေမင်းကအပြော်မယ်လေးယမင်းကိုသဘောကျနေတယ်။အောင်ကြီးကနောက်လာမှယမင်းကိုတရုတ်အင်ရှင်ဆန်ပြုစုဖို့ခေါ်သွားမှဖြစ်တယ်။ဖေမင်းရဲ့အချင်းကယမင်းကိုကယ်တင်နိုင်ဖို့နဲ့ဘယ်သူမှမပိုင်တဲ့မြစ်ကိုရောင်းစားဖို့ပေါ့။အောင်ကြီးကစိတ်ရကြေးဆိုင်ဖို့နဲ့တေယူရလွယ်ကူတဲ့မြစ်ဘေးနေရာတွေကိုစုံစမ်းခိုင်းတယ်။အောင်ကြီးရဲ့အချင်းကိုသိတဲ့ဖေမင်းကမြစ်ကိုမောင်တို့ကိုစောက်ခိုင်းတာပြီးလာတဲ့သူကိုမောင်တို့ခိုင်းတယ်။မြစ်ပိုင်ရှင်တခင်လေးဖြင့်ဟန်ဆောင်လိုက်တယ်။မောင် ကျိုးကိုမြင်းကနေရွှေထွက်တဲ့အောင်ဟန်ဆောင်ခိုင်းနေမြေထဲမှာရွှေရှိတယ်ဆိုတာမယုံနဲ့အောင်ကြီးကရင်ငုံအဖွဲနဲ့ရှာခိုင်းနေသူရဲ့လင်းစင်မပေါအောင်မောင်တို့ကရင်ငုံပြီးရွှေစားတွေထားပေးထိုက်တယ်။အောင်ကြီးကမင်းမြင့်တွေ့သွားတာကြောင့်ယုံသွားတယ်မြစ်ပိုင်ရှင်ဖြင့်ဟန်ဆောင်ထားတဲ့ဖေမီကိုသူ့စီမင်းအောင်ပေးဖို့ကမ်းလှမ်းလိုက်တယ်။ဖေမီကရွရအမွေဆိုပြီးအင်တာနက်လုပ်တယ်။ဖေမီကယမင်းကိုချင်းနေတယ်ဆိုတာသိတဲ့အောင်ကြီးကယမင်းနဲ့အချက်ခိုင်းနေနောက်တစ်နေ့မှာတော့အပေးယူလုပ်ကြတယ်။အပေးယူလုပ်နေတော့အောင်ကြီးကလူလင်ဖေမီဒီနေရောက်နေတယ်ဆိုတာကိုသတင်းရထားတယ်။ဖေမီကိုသူ့ရဲ့အဖိုးတန်အကုန်ကြီးဖျက်ဆီးခဲ့တဲ့သူဟုတ်မဟုတ်မဲသိန်းကိုဖမ်းခေါ်ခဲ့ပြီးသူတို့ထဲမှာဖေမီရ ိမရှိအတည်ပြုခိုင်းနေဘင်းရဲ့ခွင့်ပြုချက်မရှိပဲရှေတူးဝကျန်နေတဲ့အောင်ကြီးသတင်းကိုရတဲ့နန်းတော်အဖွဲ့ကလည်းလာဖမ်းချရင်မြင်းစည်းလာတဲ့သူတွေထဲမှာမူမဲဖြစ်သူကိုဖေမင်းဆိုပြီးမဲသိန်းကလက်ညှိုးထိုးပြလိုက်တယ်။နှစ်ဖက်တန်းနေတော့ဖေမင်းကသူ့ရဲ့တရုတ်မှန်ကိုပြပြီးထွက်ပြေးတယ်။တနည်းအားရောက်မှနှိမ်မောက်သွားချပြီးဖေမင်းတို့ကိုမိသွားတယ်။ဘင်းလိုက်လာချိန်မှာတော့အောင်ကြီးကအကြောင်းစုံသိသွားတယ်။အကြောင်းကတော့ဖေမင်းကဘင်းစီမှာတောင်းပန်ခဲ့ပြီးအောင်ကြီးကိုဖမ်းဖို့အတွက်ဘင်းနဲ့ပေါင်းကြံထားတာဖြစ်တယ်။အောင်ကြီးကိုဖမ်းဖို့ကပထမရည်ရွယ်ချက်ဖြစ်တဲ့ဘင်းကလည်းသဘောတူခဲ့တာကြောင့်ဖေမင်းလည်းညီညီအတွက်လက်စားချေခွင့်ရသွားတယ်။သူရဲ့ဘွားကိုလည်းနောက်ထပ်လိန်ကြီးအစ်တင်နဲ့ပျော်ရွှင်စွာနေထိုင် င်သွားကြတယ်။ကဲပရိသတ်ကြည့်လို့ရင်သူတို့လိုတော့လိုင်းမလိမ့်မိပါစေနဲ့နော်။အပြင်လောကမှာဆိုရင်တော့အချုပ်ထဲတန်းရောက်နိုင်လို့ပါ။စောင်းနေကြည့်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။